်ဒီတော့ပေါ်ပါလိမ့်မယ်ဆိုတော့ဇာရသိအောင်ဒါကကျေးဇူးကြီးကျေးဇူးအမတန်များတဲ့အများဆုံးကိုဆရာပိုင်းတွေကတန်ခမ်းကြီးပြောခဲ့တဲ့စကားကိုအွန်လိုင်းလို့ကြားရတယ်အဲဒါဖြင့်ဆရာရှင်ကိုရမေကြည့်ပြီးအသက်ရှိတဲ့ပြည့်တဲ့ချိန်ကြီးကြတော့အလုံးစုံပဲလမ်းကြီးဖြစ်တဲ့ပြိဏိဘာသာမှုလုပ်ကြည့်လောက်ရမယ်လို့ဆိုတော့ဒီကနေ့ မန္တမဲတို့တိုင်းနိုင်ငံပြောကြရကွာမန္တမဲတို့တိုင်းနိုင်ငံမှာသူပြိမိပါစံမဲဆိုတာကိုစံလာမှတ်တယ်မှန်ပါအဲ့ဒီမန္တမဲတို့တိုင်းနိုင်ငံပြိမိပါစံပြောကြရဆိုပြီးကြတာကွာချာအင်းကြီးတို့မျိုးစပယ်အောင်ပါကဲကွာပြိမိပါစံစရာကိုပြေကလေးနဲ့ချင်းကွာဆိုပြီးကြတာမြေရဏနာချင်းတိုင်းနဲ့မြေရဏနာချင်းမြောက်ဖက်လည်းချင်းမြောက်ဖက်လည်းချင်းမြောက်တို့ကောင်းပြီမဲ့ တို့ပြိတ္တကာရတရားတစ်ချောင်းနဲ့ဆရာတစ်ချောင်းကိုခါမပုံတရဟံပန်းနဲ့ပြန်ပြိတ္တကာရထိုင်ပါတယ်အင်းရင်ပင်တွေကကောင်းတယ်တပင်ရှင်းရတယ်တပင်ဆိုတော့နှစ်ပင်ရှိနော်အဲ့ဒီနှစ်ပင်ရတယ်ဘုရားတခါတကာရတော့မဟုတ်သင်းနဲ့အပွက်နေပွက်ပြိတ္တကာရလာပွက်လာရင်မကြသေးဘူးဒီဘုရားဝင်ပါတခါရဲကိုင်းညို့ပြိတ္တကာရအပွက်နေလေမဟုတ်သင်းနဲ့ ဘာမှလည်းလေလေညင်းလည်းမတိုက်သေးနဲ့။ပန်းနိုင်တယ်ကဘုရားကိုယ်တော်ကိုကြားတယ်။ဘွဲ့နာတဲ့ခါကာရဟုတ်ဘူးလို့ကိုယ်စံလာမှတ်ထားပါဘူး။ဘွဲ့နာတဲ့ခါကာရဟုတ်ဘူးကျွေးကြတာလည်းသူ့အဆူလေတွေပါတဲ့ကျွေးရမဟုတ်ဖဲနဲ့ပေါင်းနေပူဇော်တဲ့ဘော။မှန်ပါပါ။ပူဇော်တဲ့ဘောဆိုတာတော့ကြားရတယ်။မှန်ပါပါ။ဒီကနေ့ကကြည့်တယ်လည်းပူဇော်ပါလား။တက်မရှိတဲ့သစ်ပင်တော်မှာ အာမုပဲနဲ့ပွင့်ပေးကြတာပန်းမွေနေဘုရားပေါ်မှာတခြားရပန်းမွေရကျဲတယ်ကျဲကြတယ်တဲ့ဒီလိုပဲပေါ့မှာလားပြိဿဆံတဲ့နေရာလေးရောက်ပြီနော်မှန်ပါကောင်းရကျိုးမယ်ကြောင့်လည်းရမပြမာရေရတယ်မန္တရဝပုပ္ပပန်းနေကိုတခြားရကျဲချက်နတ်တွေကအမြင်ရဘူးပန်းနေရပြအောင်မှာဖွေးကိုကျဲချက်ကြပူဇော်ကြတာပေါ့နော်နောက်ဆုံးပူဇော်ခြင်းပူဇော်ကြတာဆိုတော့ ရပ်ရတဲ့ဖြင့်ဂုံလေးရောက်တော့တဲ့အမှန်တကြီးတဲ့ပူဇော်ဝဲကြီးဆိုတာမောင်နိုင်ပြီလောက်ပါပြီ။မှန်ပါပါ။ဒီရင်မမကလေးဦးမြမာလေးကလည်းအမှန်မှွေးကြိမ်နဲ့အမောက်နေကောင်းငံနေပြိကလည်းကျဲရတယ်။ဒီကလေးကျဲတဲ့ညီငယ်လေးရှိနေဒါလည်းသူမိုက်ဒါဝိညာယမမြမာလိုက်စပြီးကလာအာရုံပူဇော်ဝဲကြီးဆိုတာဒကာဓမ္မတွေသိနေဖို့ပါပဲ။မှန်ပါပါ။ နတ်တွေကကောင်းနေပြီကြာမှုကြာမျိုးမျိုးအတိမဟုတ်တင်တဲ့ပူဇော်ခွေးကြီးပူဇော်နေကြတယ်ဘယ်ညီတော်ကကြာဩဒါတွေလေနတ်တွေကမာရီစီတာနေပဲဘလွေကနေပဲဆိုပြီးကြာတယ်အမနန္တညင်းညောင်းတာဒီနဲ့အတိမဟုတ်တင်တယ်လေပူဇော်ကြာတယ်ပူဇော်မျိုးစုံလို့ပေါ့လေနော်အဲ့ဒီကမှညီတော်ကမင်းပါကြည့်နေတယ်လေတရားအမနန္တထူးဆန်းလို့ အင်းမနပိုင်ကိုင်းကျင်ခါကာရမဟုတ်ဘဲနဲ့ပွင့်ပြီးရှင်ပြားဘောကိုင်းပြီးကျွေးကြတာလေမန္တရောပုဂ္ဂိုလ်ပန်းနေလေကျွေးကြတာဒါရင်းနဲ့တွေကကျဲလို့ဒါကလည်းမဟုတ်ကြတဲ့ဘုန်းကြီးဒီမားတွေကကျဲချပြီးကလာလေပူဇော်ကြရပြီးတော့အားသင့်တော့မဟုတ်ပါဘူးခင်နောက်ပြီးတာမဟုတ်တာနေရတဲ့သူတို့ညာလို့အဒီမဟုတ်တဲ့ပူဇော်ပတ်တာကြတာလေအမှန်တမ်း ထူးခြားပါလေနောက်ဆုံးလို့ပူဇော်ခြင်းသူပူဇော်ကြတာတွေပြီးတော့ကြီးညိုလေးစားနေပါလေဆိုတော့မှယောဂအနန္ဒာဥပဒကောဝါဥပဒကိဝါဘိက္ခုဝါဘိက္ခုနီဝါဓမ္မာနုဓမ္မပရိပန္နောသာမိစုပရိပန္နောအနုဓမ္မသာရီသောတတ္ထတံပူဇေတိအပ္ပရှိတိပရမယပူဇာယပူဇေတိ ဟောတယ်ဟောတယ်ညီနာလားတဲ့အင်းရဲ့ဝင်ရတရားကခုအခံဘွားနဲ့ဘုံပင်ကပူဇော်ရတာလေအမြတ်ပူဇော်တယ်မင်းမီလိုက်ပါနဲ့ကွာအမြတ်ဆုံးပူဇော်ရဲ့မီလိုက်ပါနဲ့နော်နတ်တွေကမန္တာရောမန္တာရောပန်းတယ်ကိုကျဲချတာလေအမြတ်ဆုံးပူဇော်တယ်မင်းမီလိုက်နဲ့ဇမားတွေက ်ဘုရားကျန်တဲ့အဖုံးတွေငါဘုံမှာပူဇော်ပတ်ကြရတယ်။ညနေကျင်းလှိုင်းပြီးကြတာနေတယ်ဟိုလည်းပူဇော်ဆုံးလို့မင်းပြူလိုက်ပါနဲ့ကွာ။အတိမုတ်တွေနဲ့ပူဇော်ပတ်ကြတာတွေလည်းမင်းကြတဲ့တိုင်းဒါတွေလည်းပူဇော်ပတ်ကြတာဟိုလည်းပူဇော်ပတ်ကြတယ်လို့ကမှတ်တာပေါ့ကွာတဲ့ဆိုတော့အမြတ်ဆုံးပူဇော်ခြင်းတော့ဖြင့်ဒါမဟုတ်သေးဘူး။မှန်ပါဘောင်းနိုင်ပါလေ။အမြတ်ဆုံးပူဇော်ခြင်းတော့ မြတ်ဆုံးပူဇော်ခြင်းတော့ဒါမဟုတ်သေးဘူးလေဓမ္မတော့သိချာမှတ်ပါနော်အခုပူဇော်တာဖြင့်တန်းကုန်ပြီဆိုရပါမယ်ဒါမြတ်ဆုံးပူဇော်ခြင်းမဟုတ်ဘူးဘာတုံးတော့မေးတော့မှာရောသောအနန္တဓမ္မနုဓမ္မပတိပါဏောသာမိစိပတိပါဏောအနုဓမ္မဇာတိဆိုတော့ဒါကတော့မှတ်ကြရတာ တရားကြက်နေတာမှပူဇော်တယ်မြည်ကွာမှန်ပါဟောနေပါတယ်တရားကြက်နေတာဒီဒကာဓမ္မတို့ပူဇော်ပြီးမြည်ပါတယ်တရားရိုးသေးပြုနေတာတရားကြက်နေပြီးဒကာနေတာတရားတိုင်းနှလုံးသွင်းနေတာအဲ့ဒါလွန်ကဲတော့ပူဇော်ခြင်းဆိုတာကဒါကွာညီတော်နန္ဒရသေသေးချာချာမှတ်တာမှန်ပါ ဆံလိုက်ပြိဋိဘာဆံခံနေမှာနော်မှန်ပါအဲ့ရညာကောင်းတော့မြောက်ကိုကောင်းပြီးပြေကြရခြေတစ်ဘက်နဲ့ခြေတစ်ဘက်တောင်တင်းပြီးကြရမကြရင်ပြိဋိဘာဆံသွားမယ့်အချိန်မှာပူဇော်ခြင်းပူဇော်ရကပူဇော်ရဲမှာဖြင့်ဒီပူဇော်တရားကျင့်ပြီးကြရဓမ္မနုဓမ္မပရိပါဏသာမိစိပရိပါဏအနုဓမ္မဇာတိဆိုရဲကြည်ညာကြုပ်အားထုတ်နေတာဒီဓမ္မဓမ္မဘုရားရှိခိုးနေတာပြတာတယ် သီလသတ်ပြီးနေရတဲ့သာသာရဲဆိုတော့ပူဇော်ရကပူဇော်ရဲမှာလည်းမောင်းနိုင်ဘယ်လိုမှတ်ပါတရားတရားရှိလို့အမြတ်ဆုံးပူဇော်တာဒါပဲလို့ဘုရားဓမ္မတွေမှတ်လိုက်တယ်မှန်ပါအမြတ်ဆုံးပူဇော်တာတရားရှိတရားရှိရင်ပြိကကနေတာအမြတ်ဆုံးပူဇော်တာပဲဆိုတာမောင်းနိုင်မှတ်ဖို့မှန်ပါအဲရင်ပူဇော်ရကြလားပူဇော်ပါဘာလို့မကြရလဲတရားရှိ ဘယ်နဲ့ကြောင့်လို့ဆိုတော့ဘုရားရှင်ကိုယ်နဲ့ကြည့်ကြောင်းလို့တရားဓမ္မတွေဝတ်ဆောက်ဖို့နားမဟောမိနားထောင်ကြည့်ပါဦးတိန်တော့ဓာနေရံဆိုရတဲ့ငါနိဗ္ဗာန်ကိုကူးမြောက်တယ်သူတို့လည်းကူးမြောက်စေမယ်ဆိုတဲ့ဆန္ဒအမှန်တမ်းပြင်းပြပါရှင်းပြပါကိလေသာဝဒုက္ခမှာမဟုတ်တော့မောစေရကိလေသာဝဒုက္ခမှာလွတ်စေမယ်ဆိုတဲ့ကျင်းဝါပြီးဘုရားရှင်ယူလာခဲ့တယ်ဆိုတာလည်းမောင်နေတို့သိရပါတယ်မှန်ပါတိန်တော်ဓာနေရံမဟုတ်တော့မောစေရ ဗုဒ္ဓဘောရိယနာသစ္စာ၄ပါးနိဗ္ဗာန်တရားကိုသိတယ်လို့တရားတော်မှာတွေလည်းသိစီရမယ်ဆိုပြီးရှင်းသွားပြီးတရားအချက်ကိုမရရယူခဲ့ဆိုတာလဲအားလုံးတရားတော်မှာတွေသိမှာပါဘုရားအဲ့တော့သူကနိဗ္ဗာန်ရသွားတဲ့အပြည့်ဟာသူကြိုက်ဆုံးဆိုတာလဲသူ့ရည်ရချက်ကလည်းဒါပဲဖြစ်နေတော့နိဗ္ဗာန်ရအကျင့်ကျင့်နေတာဟာသူ့အများဆုံးကိုယ်စော်တာပဲ ခွင်းကနှစ်ပန်းနဲ့ပူဇော်တာအင်းရဲမင်းကြီးကပူဇော်တာဓမ္မရေကအမွေးကြိမ်မှုန်နေကောင်းငံနေဖြူလိုက်ကြတယ်အသေးမုတ်တင်နဲ့ပူဇော်ပတ်တာလေကြတာအမြတ်ဆုံးပူဇော်တယ်လို့သာဖျားကမင်းဘူးกว่าဘုရားဒါသေးသေးချာချာမှတ်ထားပါဆိုတော့ဒီကဓမ္မရေရုံနေတဲ့နိဗ္ဗာန်ရောက်ကြောင်းဖြစ်တယ်ဘုရားနာလုံးကြီးရဲ့စသီးကြတာလုံးနေတာအဖြစ်ဥဇောရပူဇော်တယ်ပါဗျာ ရမယပူဇာယပရမယလွန်ကဲတော့ပူဇာယပူဇော်ခြင်းမြည်ဒီဟောတိဖြစ်ဆိုတဲ့တိုင်းတဲ့မောင်နိုင်ကအကြီးဆုံးပူဇော်တာကဖြင့်မောင်နိုင်တို့လုပ်နေတဲ့ဝိဇာရလုပ်နေတဲ့လုပ်ပါတယ်ရှင်းညရှင်းပါအကြီးဆုံးပူဇော်တာကဖြင့်ဝိပဿနာအလုပ်လုပ်ပြီးကြလားမိဘမျက်မှောက်ပြုတဲ့အလုပ်ကိုလုပ်နေတာဒီဒါအကြီးဆုံးပူဇော်ပွဲကြီးလို့မှတ်လိုက်ကြပါသဘောပါကြပါ ဒါပြန်တို့မှာတရားဓမ္မတွေကတရားဝင်ကျေးဇူးနေရတာပဲဒုတိယတွေကလက်ခင်းနေတယ်လို့ online လို့ကိုယ်စံလာတွေကအောင်းမဲ့နေပါတယ်မှန်ပါအကြီးဆုံးပူတော်ပူဇော်တဲ့အဲမှာအကြီးဆုံးကိုရထားလို့ရှင်းဖြစ်အငယ်တွေကတွန်းဝင်သွားတယ်ဆိုလို့ရှင်းရတယ်မလွဲပါဘူးမှန်ပါရှင်းရရှင်းပါဒါမှမလုပ်သေးလို့ရှင်းဖြစ်အကြီးဆုံးပူဇော်တဲ့ဘုရားကိုမနှွဲရသေးဘူးလို့ online ဆိုတယ်မဆိုဆိုတတ်ပါ ရှင်းပြီရှင်းပါဘူးကောင်းပြီဒါဖြင့်ဓမ္မဓမ္မနုဓမ္မပရိပန်နောတာမိတ်ရှိပရိပန်နောမနုဓမ္မဇာတိဆိုတဲ့ဥစ္စာအကြီးဆုံးပူဇော်တဲ့နေရာဖြင့်ဓမ္မတို့သိတဲ့တိုင်နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့အနည်းဆုံးကြောင်းဖြစ်တဲ့ဝိပဿနာအလုပ်လုပ်နေတာဟာအကြီးဆုံးပူဇော်နေတာပဲလို့ ုံးတဲ့ကြာမှန်ပါရှင်းညပြပါဤသံဃူဇော်ပဲဘယ်ဘွဲပါလေဘုရားရှင်တရားပြနေတဲ့အလုပ်ဒီဤသံဃူဇော်ပဲအလုပ်ပါပဲဆိုတာသိသိကြကြမှတ်ပါမှန်ပါတရားပြနေတဲ့အလုပ်ဒီအဤသံဃူဇော်ပဲပဲရှင်ဟောတယ်ဆိုရလဲမောင်နိုင်ခုအခုကမလုံးတော့ဘူးလုံးတော့ပါပရိနိဗ္ဗာန်စံမယ်လို့မြောက်တို့ခေါင်းပြုပြီးရှင်တစ်ခါ အဲအောက်ခြေဘက်ကရှင်ဘောတစ်ချက်ကခကူကူလေးထားမဲ့ဘုံဒရန်နဲ့နေတဲ့အချိန်မှာပဲအင်းင်းပင်မျိုးနှစ်ခုကလည်းအခါမပွက်နဲ့ပွင့်ပြီးပွက်နေပြေကြပြီဆိုကြရနော်မန္တာရောနှစ်ပန်းနေရယ်ပူဇော်ကြဘူးလားပူဇော်ပါဘုရားဘောပန်းမွေရခြေကြနော်အင်းဇမားတွေကလည်းမွေးတန်ရမဟုတ်ဘူးမဖြူကြဘူးပြုပါအဲ့ဒါကိုကြည့်ပြီးသူဟောတာဒါကြပူဇော်တော့ပူဇော်ရတဲ့ကွာတဲ့ ထိုင်နေကတရားကျင့်ပြီးပူဇော်တာနဲ့ဆိုင်ရင်ရုပ်ရှားမမြတ်သေးဘူးရှင်းညာအဲ့ဒါကြောင့်ဘုန်းကြီးဓမ္မတွေဒီလို့ဖြင့်အကြီးဆုံးကိုလိုရှိလို့ရှင်အကြီးဆုံးလို့ကိုမောင်နေလက်မလုံးမှတော်မှာပဲဆိုတာမှတ်ကြပါဘုရားကကြည်ကျင်တတ်တာသဘောကျတယ်အဲ့ဒါမလို့ကြပါရင်လည်းဓမ္မတွေသိကျင်မပူဇော်ဘူးလို့မဆိုပူဇော်ရပါတယ်နော်ဆိုတော့အကြီးဆုံးပူဇော်ဘွယ်ကလက်မလုံးရှင်နေမှန်ပါ ဟောတယ်ဟောတယ်ဒါဘုန်းကြီးကဟောတယ်အလားဘုရားရှင်ကိုရမေကြီးကအာနန္ဒာပူဇော်ဝဲတဲ့မှာဒီပူဇော်များဆုံးกว่าသူပူဇော်တွေကိုအရင်ပြပေးကြတော့ညီတော်နန္ဒကိုယ်တိုင်နဲ့မြင်ပြီးတကလားနေတဲ့ထဲကမှာနောက်ဆုံးမဲ့ပြိဋိဘံသံဃာကြီးမှပြောခဲ့တယ်ပူဇော်ဝဲကြီးကအပြင်ယနေ့ညရှင်းလောက်ပါပြီဘုရားဒါနဲ့ပူဇော်ကြပါဘုရားတရားနဲ့ရှစ်ခိုးရမှာမဟုတ်ဘူးတရားကျင့်နေရမှာမဟုတ်ဘူးဘုရား ရှင်းပါဘူးဒါပြန်တရားအကျင့်နဲ့ဟာကိုယ်ကလည်းပြင်မချီသေးဖြစ်စေမောင်နိုင်ဘာလို့နေတာပူဇော်နေပူဇော်တကပူဇော်တယ်မာရကရှင်းလိုက်ပါဦးအကြီးဆုံးပူဇော်ခြင်းအမြတ်ဆုံးပူဇော်ခြင်းကိုသူလက်ကင်ထားနေတယ်ရှင်းပါရှင်းပါအဲ့တော့ဘုန်းကြီးကဗာရိတော်ကိုပြရတယ် ငါကုမနာနာနိဗ္ဗာန်ပဲကုမြောက်ဆိုင်တဲ့သတ္တဝါတွေကုမြောက်သေးလို့ငါဖရာဖြစ်ကိုအရာယူလာတယ်ဆိုတော့ကျင်းသွားလို့နေလဲသုံးချက်မရှိဘူးလားရှိပါဘူးအဲ့တော့ဘုရားရှင်ကရမတိပြောတဲ့အချိန်ဘုန်းကြီးကဥမာပြောရတာမှာဆိုလို့ရှိရင်ပြင်လူတယောက်ကအမှန်ကြီးပန်းပေးကြတာလာတဲ့ခါကျတော့ပြင်ရေးစားပါတယ်အမှန်တမ်းမှရေးတော့ခြင်းတယ်ဆိုလို့ရှိရင်ပြင် အမင်းပေးတာနဲ့ရေပေးတာနဲ့မောင်းနိုင်သူဘ누구ကပုံမပုံကိုပုံမနှက်သက်မယ်ဆိုတာဓမ္မတွေတွေးကြည့်ရေပေးတာနဲ့သက်ခါကြောင့်လို့ဆိုရရေစားလာနေတဲ့အခါရေရေကြည့်မှန်ပါရေစားလာနေတဲ့အခါရေရေကြည့်ပါဒီမှာဘုရားရှင်ကိုရမေကြီးကနိဗ္ဗာန်တည်းဟူသောတရားကိုရက်သိခြင်းတဲ့သဘောကိုသူအဓိကထားမှန်ပါတဘောကြာအဲ့ဒါနိဗ္ဗာန်ရတဲ့အလုံးလုံးနေတာဟာသူ့ဘူးဆိုတာပဲမှန်ပါ ရှင်းပါနိဗ္ဗာန်ရတဲ့အလုပ်လုပ်နေတာအဲတရားပူဇော်နေတာဖြစ်သွားကြောင့်ငါကရေတောင်းတယ်ဆိုတော့သူတို့ကရေမပေးဘဲနဲ့ရှင်းလိုက်ပေးလို့ပေးအဲဓမ္မပေးလို့ပေးအဲမပေးပြေစာပေးလို့ပေးဆိုလို့ရှိရင်ပေးလို့လားယူလိုက်ရတယ်အကျိတ်ကြီးတော့မကြသေးဘူးမှန်ပါပဲလို့သာယူလိုက်ရတယ်ကြက်ပါဘုရားဒါကြောင့်ဘုန်းကြီးတို့တရားဓမ္မတွေဘုရားအကျင့်ကြီးကြိုက်တာဖြင့်ယနေ့ညာ ဘုရားစသခြင်းပဲဒါရှင်းလင်းပြောပါတယ်မှန်ပါဘုရားအကျိတ်ဆုံးပဲရပါတယ်တရားတော်ဘုရားကျင့်နေတာဟာမောင်းနိုင်မနဲ့အကျိတ်ဆုံးပါရှင်းရှင်းပါအဲ့ဒါကြောင့်တရားဓမ္မတို့ဒီဥစ္စာကိုအင်းရင်ပင်မျိုးရမ်းမှာမြောက်တော့ကောင်းပြီပြီးဒီကရခြေတစ်ဖက်ဆင်းပြီးခြေတစ်ဖက်ကထအပေါ်ကနေပြီးခက်ကိုယ်ဝေးလိုက်တဲ့ထားမဲ့ပုံတရားနဲ့နေတော့မှာပူဇော်ပွဲမှာအကြီးဆုံးလက်တည်ဇမားရေးပူဇော်ကြတာကို မြင်လာတဲ့ဒီတော်နဲ့မင်းမြင်မလားဒီပူဇော်ပွဲတွေဟာအမြတ်ဆုံးပူဇော်ပွဲလို့မယူနေအောင်ကွာကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာအမြတ်ဆုံးပူဇော်တာပဲကွာဆိုတာဒီနေရာမှာကိုရှင်းပြရမှန်ပါသံဃာသဘောပါပါပါဒါကြောင့်ဘုန်းကြီးတို့ဓမ္မကြီးโอ้พระเนี่ยสงฆ์บาปูโซไว้อ่ะมะเลยลูกกูอ่ะกูงวยเองก็ผีได้จ้ะผีได้ครับบาลงจ้ะผีได้ครับ

မိတ်ချတယ်နော်ရှင်ပြမရှိလို့ရှင်ပြန်ဝလေးဝစီဖြေလိုက်သလိုတောင်လေရာမြောင်မြောက်လေရာတောင်ဆူလိုပဲကုန်လွဲ့ပြီးဒီကရာဆုံးမဩဝါဒကင်းတော့မာလာဖဲရတယ်မွေးတဲ့ခါကျတော့လေရေကောင်းလေးတွေမောင်းနိုင်အခုပြောတာလေမှန်ပါရောအနန္တမယဓမောစဝိညောစဒီဒီတော်ပြညတ်တော့သောမမေရှင်နာတတ်တာရောဒီတော်လားငါဖះမရှိပဲမင်းပါဘူးရရှိကြလေ ငါဟောတဲ့တရားတွေမင်းတို့တုတ်ပြီးဓမ္မဝိနည်းတွေကိုရှိပြီးအဲ့ဒီဆရာတွေပြောတာနားထောင်နေလို့ရှိရင်လည်းဘုရားပြိဋိဘံအထေရပြိဋိဘံဆံသွားတယ်ဉာဏ်ပြိဋိဘံမဆံသေးဘူးဆိုရင်မင်းသိလောက်ပါပြီမှန်ပါခန္ဓာကြီးကပြိဋိဘံဆံသွားတယ်မှန်ပါအဆုံးမတွေပြိဋိဘံဆံမရမဆံပါအဲ့ဒါတွေကျင့်ပြီးကြတာမင်းတို့လိုက်ကြမယ်ဆိုလို့ရှိရင်လည်းဘုရားရဲ့အများကြီးကြံရတဲ့ကွာဆိုတာကိုလည်း ီပြိဋိဘာသံဃာကြီးကိုပြောချက်မှန်ပါရှင်းရှင်းမဲ့ဆောင်ရတဲ့ကုသိုလ်ရဲ့အကျိုးကြီးအထေရပြိဋိဘာသံသွားတယ်ဟောပြောတဲ့တရားတွေပြိဋိဘာသံပါရမှန်ပါအဲ့ဒါတွေကမင်းတို့ဆရာတွေဖြစ်ပြီးကွာတဲ့သူတို့ကဆုံးမတာသူတို့ကတွန်တင်တာသူတို့ကသမြတ်တာတွေကိုမင်းတို့ကလိုက်ပြီးဒီကလာကျိုးရပေးကြတာနေကြပါဆုံး။အိုးဘုရားတော်7000လေးတောင်ထားခဲ့တယ်လို့မင်းဖတ်လိုက်ချမ်းပါ။မှန်ပါပါ။ တော့ဝေဒနာကအားငယ်ရာရှိရှိပါဘူးမလိုက်လာတဲ့ပုဂ္ဂိုလ်မှာပြင်ကိုကျွန်းနေဘောမဟုတ်ပါဘူးမလိုက်လာတဲ့ပုဂ္ဂိုလ်ပဲရံကိုကျွန်းနေဘောကိုဆရာဘုန်းကြီးကကြွားပါတယ်နုံးဆိုလို့ချင်းကိုယ်ကဒုက္ခတွေဒီကောဥပိနာပဲဒီပဲဒုက္ခဒုက္ခတွေဒီကဒုက္ခတွေကလည်းအများကြီးတော့မြည်ရှိပါရဲ့ဒါနဲ့ဓမ္မခန္ဓာပေါင်းဖြစ်ဆောင်လို့ရောဘုရားတွေပြောတာကိုဒီလိုကျင့်ဒီလိုကြံဆိုပြီးပြောတာကိုမလိုက်နာလို့ချင်းဖြင့် ုက္ခရှိရတဲ့ပြင်ဒုက္ခမသိတဲ့ပုဂ္ဂိုလ်တည်းမှာကိုယ်ပါဝင်ဖြစ်ပါတယ်မလိုက်နိုင်မလိုက်နိုင်နော်ဒုက္ခရှိရတဲ့ဒုက္ခမသိတဲ့ကဲကိုယ်ပါဝင်မကြဘူးကြာပါအဲ့ဒါကြောင့်ဘုန်းကြီးတို့ဒါရမလေးဒီခန္ဓာကြီးကိုဘယ်ခန္ဓာဒီခန္ဓာကြီးကဘယ်လိုခန္ဓာပါလဲမလို့လို့မေးရခါကြလို့ရှင်းပြဥပ္ပေရှိတဲ့ခန္ဓာကြီးနာဝေရှိတဲ့ခန္ဓာကြီးသေဝေရှိတဲ့ခန္ဓာကြီး ဘောကြပါသောကပရိသောကဆိုတဲ့ဆိုရင်မှုရှိတဲ့ခန္ဓာကြီးပရိဒေဝဆိုတဲ့ငိုကျွေးမှုရှိတဲ့ခန္ဓာကြီးငိုကျွေးမှုရှိတာသူကမြေထွက်လာတာပဲသူကလည်းနားရဲကျင်တယ်ဆိုတဲ့ဒုက္ခကမရှိဘူးရှိပါဘူးအဲသူကြောင့်လည်းသိမ့်ချမ်းသာတဲ့ဒုက္ခကတော့မရှိကြဘူးရှိပါဘူးသူကြောင့်လည်းကျင်းစွာပင်ပန်းတဲ့ဥပါယတာဆိုတဲ့တရားတွေရှိပါဘူးအဲဒါတွေရှိရခန္ဓာကြီးဒါရင်ပြည့်စုံရှိတဲ့ခန္ဓာကြီးကိုဒကာဓမ္မတွေကမသိဉ္ဇဉ်မှုမဆဲဉ္ဇဉ်မှုဆိုရင်ဖြင့် ဒုက္ခကြီးပွေပိုက်နေရတာကိုပဲလေလူမိုက်မှုကျင့်တတ်တဲ့အသေးပဲရောက်ပါမှာမှန်ပါဒုက္ခပွေပိုက်နေရတာလူမိုက်မှုကျင့်တတ်ကောင်းပါလားကျင့်တတ်ပါမကျင့်တတ်ကောင်းပါဘူးဆိုတော့သဘောကျပြပါအမှန်တော့မဆိုးပါဘူးဆိုးပါဒါနဲ့ဘုရားရှင်ကိုရမေကြီးရေဒီကလည်းဆုံးမညီလာလာဘာမှမကူနဲ့တော့ဘုရားပေါင်းကျောင်းလိုက်တော့ငါ45ပါးလုံးဘုရားရှင် ဒီလေဒီရရကဟောသီလသီလတွေဟောတယ်လို့ရှင်းမြင်သီလကိုဟောရတဲ့သီလတရားတွေကိုဖရာကဒကာဓမ္မတွေထုံးမှာဥပဒနာရှင်တွေကိုဟောရတဲ့တရားတွေဒကာဓမ္မတွေတဏှာရှိတဲ့ဘဝိနဝေဒီဝိသီသွားတဲ့ပရိစ္ဆေသမုပ္ပါဒီချာပြီးလို့မနေဘူးလားပြီးပါဘူးမတရားမင်းမတရားဘုံညာတရားတွေကြားတယ်ဒကာဓမ္မတွေပရိစ္ဆေသမုပ္ပါဒီအမြင်တွေကဖြတ်ပြီးဒီကာလဘုံညာတရားဆိုလို့ရှင်းမြင်ချမ်းသာတဲ့ဥစ္စာရပြီလို့မဆိုရကြဘူးပြီးပါဘူး အဲ့ဒါရေရပြေကလာနေလို့ချင်းချင်းတဲ့ဓာတုဆရာသူဆရာကနားထောင်လိုက်တဲ့အတွက်သူ့ကျိုးပဲသူ့ကျိုးပဲကိုစီကုံကခံစားကြရတယ်ဆိုတာလည်းညင်းနေဖို့မလိုပါဘူးရှင်းမရှင်းပါအဲ့ဒါကြောင့်အားလုံးရဲ့ကြားလည်းမရှိပါဘူးဆိုတဲ့အိပယ်ဒီကနေ့ရှင်းပြနော်ဟုတ်ပါဘူးတကွာတဲ့နားပြရတယ်အရင်တက်ရင်ပဲကြံတော့လေရှေ့ရဲ့တိတ်ပြီကလာမပြောနိုင်တော့ဘူး သူဝิญญ์ဖြုတ်ပေါ်တာမောင်းလဲအာယံတဲ့ဝင်ကြတယ်လူပြောနေတယ်၎င်းကြော်သွားပြီအဲ့တော့ဘာလဲကာ45ဝါကျွန်းမှာဟောခဲ့ပြောခဲ့အဆုံးမတွေဟာတိတိကျကျမဲ့နောက်ဆုံးမိဆုံးမတဲ့စကားလို့ဆိုပြီးဤတော်ရဏမင်းမမေ့နဲ့ဘာဟောရပါလဲဆိုတော့တတိပဋ္ဌာန်မမေ့ဟောနေပါဟောတတိပဋ္ဌာန် ရှင်းပါရှင်းပါတတိယကတော့ဝေဒနာရှိတဲ့ပုဂ္ဂိုလ်ဝေဒနာရှိနေစိတ်ရှိတဲ့ပုဂ္ဂိုလ်စိတ်ရှိပါစိတ်ရှိရုပ်ရှိတဲ့ပုဂ္ဂိုလ်ရုပ်ရှိပါသစ္စာရှိတဲ့ပုဂ္ဂိုလ်သစ္စာအဲ့ဒီလိုတတိယကမမေ့နဲ့ကွာအဲ့ဒီတတိယကမမေ့လို့ရှင်းခြင်းတဲ့မင်းတို့တွေကရှင်ဒုက္ခအဆုံးရောက်ပါလိမ့်မယ်မှန်ပါဘုရားတတိယကမမေ့ရင်ဒုက္ခအဆုံးရောက်ပါ ဘုက္ခန္တရဲ့ဒုက္ခသစ္စာကြီးအဲ့ဒီဒုက္ခသစ္စာကြီးဆုံးပါလိမ့်မကွာဒီဒုက္ခသစ္စာကြီးပါတယ်ဆုံးပါလိမ့်မယ်တဲ့ဂရိဗျာဏမမေ့ကြလို့ဂရိဗျာဏဆိုတာကရမုရိယဓမ္မနုပတိဝဝရဏနုပတိဝဆိုတဲ့ဖြစ်မှုပြတ်မှုကိုမမေ့ကြလို့ရှင်းရင်ဖြင့်သင်္ခါရတရားပြစ်တတ်တယ်ကွာဘာကြလဲသင်္ခါရတရားပြစ်တတ်တယ်ကွာဆိုတော့ ဟာတပစ္စယာဆိုတော့ပစ္စယာဆိုတာသင်္ခါရမှလေဟာတပစ္စယာဝေဒနာရှင်းမလားဟာတပစ္စယာလို့ဆိုတော့ဒီကဝေဒနာမပေါ်ခင်လေးမောင်နှင်းကအော် तू ကပြုပြင်တဲ့တရားပါလေမှတ်လိုက်ရှာမှန်ပါတပည့်ကြအဲပြုပြင်လိုက်ခြင်းကြောင့်ဟာတပစ္စယာဆိုတော့ဟာတပစ္စယာဖရရီဟူသောပြုပြင်မှုကြောင့်ဟုတ်လားဝေဒနာဝေဒနာဒီဥပ္ပဒိဖြစ်ပေါ်လာ၏ လိုမနေဘူးလားနေပါဘာသာသိเสียကပြည့်ပြင်းတယ်ဗျာမှန်ပါဝေဒနာကပြည့်ပြင်းလို့ပေါ်တယ်ဗျာမှန်ပါသဘောကျဘာသာသိเสียကပြည့်ပြင်းပါဝေဒနာကပြည့်ပြင်းပါဘာသာအဲပြည့်ပြင်းလို့ပေါ်လာတယ်ဗျာခန္ဓာတစ်ခုလုံးမှာချုပ်ပြလိုက်ပါတယ်တဲ့ဓမ္မတို့သန္တာမှာခန္ဓာ၅ပါးရှိနော် တဘာမှမပြုတ်ပြင်မဲနဲ့ပေါ်တာတခုမှမရှိဘူးလို့ပေါင်းနိုင်လို့ကိုယ်ဆံလာတော့ဆုံးဖြတ်တယ်ချာရှင်းမလားရှင်းပါဘူးအနငါးဝါရှိတယ်တဘာမှမပြုတ်ပြင်မဲနဲ့ပေါ်လာတာဖြင့်ရှိပါဘူးတစ်ချက်ရုပ်ကြရတယ်ကံကပြီးပြင်လို့ပေါ်လာမဆက်နိုင်ဘူးလားဆက်နိုင်ပါဘူးအဲဝေဒနာကြတော့ဖတ်တာပြီးပြင်လို့ပေါ်လာတဘာကြအဲစိတ်ကြတဲ့ခါကြလို့ရှင်းပြင်နာယုကပြီးပြင်လို့ အဲတရားဓမ္မတွေသိတဲ့တိုင်ဝိညာဉ်နာမရူပပစ္စယဝိညာဏံဆိုတဲ့တိုင်စိတ်ကြတော့နာယုတ်တစ်ခုကပြည့်ပြန်လိုက်လို့စိတ်ပေါ်မလားပေါ်ပါဘူးအင်းပြည့်ပြန်ခဏပါလို့ခြေဘင်းကမဆုံးနိုင်ရဘူးလားဒါပြန်တရားဓမ္မတို့ပြည့်ပြန်လို့ပေါ်လာတဲ့တရားဘယ်နှပါးရှိပါ့မလဲပါဒါပြန်အာလုံးတရားနာကြတဲ့တရားဓမ္မတွေသိသိချာချာပြောနေပါတယ်သိချာဟောနေတယ် အထုမိဒါရေဒီနားထောင်ပါဆိုတော့ခန္ဓာ၅ပါးပြုပြင်လို့ပေါ်လာတယ်ဗျာဘယ်လိုမှတ်ကြလဲအဲပြုပြင်လို့ပေါ်လာတဲ့တရားဆိုဒီကသူဆိုင်ရဆိုင်ရကဖတ်တာကပြုပြင်ဝေဒနာပေါ်မှာပဲဟုတ်လားသံဃာပြုပြင်ရုပ်ပေါ်မှာပဲမောင်နေဒီတိုင်းပြုပြုပြင်ခြင်းကလည်းပေါ်လာတဲ့ခန္ဓာ၅ပါးရှိပါရဲ့မရှိပါဘူးရှင်းကြပါခန္ဓာ၅ပါးအလိုလိုပေါ်လာတာကဓမ္မပါပြုပြင်လို့ပါ ုပြင်သာကကြောင်းပေါ်လာတာကကျိုးကျိုးရှင်းညာရှင်းပါပြုပြင်သာကအကြောင်းပေါ်လာတာကအကျိုးပါအေးဒီလိုသိကြတော့ဩခန္ဓာကိုယ်ထဲမှာရောက်ကြလဲမပါမိမလည်းပါအကြောင်းနဲ့ကျိုးတွေလည်းရှိပါကြလားဆိုတာလည်းသိပြီပွားပါတော့မှန်ပါမပွားပါနဲ့ဆိုတော့မရပါဘူးအကြောင်းနဲ့ကျိုးတာရှိတယ်လို့နောက်ပါဓမ္မတွေကရှင်းညာရှင်းပါအကြောင်းထဲမှာလည်း ယောက်ျားမိန်းမငါမပါမှန်ပါအကျိုးထဲမှာလည်းယောက်ျားမိန်းမမှန်ပါကဲရှင်းသေးဘူးလားရှင်းပါဒါကနောက်ဆုံးမှာတယ်တရားနော်နောက်ဆုံးမှာတယ်တရားကိုရှင်းပြနေတယ်မောင်လေးမှန်ပါတရားတခင်ကရမေကြီးငါသိမပြောနိုင်ဘူးကွာတဲ့အာရုံစိတ်ကိုမင်းကကျန်တော့တယ်တဲ့ဒါ၄၅ဟောတဲ့တရားကိုဇလုံးနဲ့နဲ့မင်းတို့ပြုပြင်လို့ပေါ်လာတဲ့တရားလို့မင်းတို့မရှိတဲ့တရားကိုကြည့် မနုဿာဏရှိတဲ့ခန္ဓာ၅ပါးကိုကြည့်ရပြုပြင်လို့ပေါ်လာတဲ့တရားလို့တော့ဖတ်လို့ရမှာမှန်ပါဘုရားဓမ္မတွေဘယ်လိုမှတ်ကြမလဲပြုပြင်လို့ပေါ်လာတာကိုတရားနာလာကြတော့ခန္ဓာ၅ပါးနဲ့လာကြမှန်ပါဘုရား၅ပါးနဲ့လာတာကကိုယ်ဘောနဲ့လာတာကပြုပြင်မှုကြောင့်လာနိုင်ကြတယ်ပြုပြင်မှုကြောင့်အဲဒီလိုလဲကံကမဖြတ်သေးလို့လာနိုင်ကြတယ်မှန်ပါ သဘောကြပါအကျိုးလည်းဘာသာမချုပ်သေးလို့ဝေဒနာခန္ဓာနဲ့လာကြတယ်။အကျိုးလည်းဘာသာမချုပ်သေးလို့သင်္ခေခန္ဓာနဲ့လာကြတယ်။သဘောကြပါဘာလို့သင်္ခါရခန္ဓာစေနာနဲ့လာကြတယ်။တချို့စိတ်နဲ့လာကြတယ်ဆိုတော့ပြုပြင်လို့ပေါ်လာတဲ့တရားနဲ့လာကြတယ်။မှန်ပါဗျာ။ဒါဖြင့်ဒီဘက်ကအစိမ့်ခွက်ကလေးတွေကပြုပြင်တတ်တဲ့တရား။ အမိ၅ပါးဆိုတဲ့ခန္ဓာ၅ပါးကပြည်ပြေလို့ပြောတာပြည်ပြေလို့ပြောတာတရားဆိုတော့ဩလောကကြီးရဲ့ဗာမရှိပါလိမ့်မတုံးလို့ပေါ်ငယ်မြန်ဖြောင်းလိုက်တော့ပေါ်တာမှန်ပါပါပြင်တတ်တဲ့တရားရဲ့ပြည်ပြေလို့ပေါ်လာတဲ့တရားဒါပဲရှိတော့တယ်မှန်ပါသဘောပါလားမှန်ပါပြည်ပြင်တတ်တဲ့တရားရဲ့ပြည်ပြေလို့ပေါ်လာတဲ့တရားဒါဖြင့်ဒီတရားတွေကပြည်ပြေလို့ပေါ်လာတဲ့ခန္ဓာ၅ပါးအကျိုးတရားကို ချုံးပြီးကြတာဘုရားခင်ကုရမေကြီးကဟောလို့ဩဒီခန္ဓာငါးပါးပြည့်ပြည့်လို့ပေါ်လာတယ်ခရားအနရဏိဘိက္ခုအမန္တရားမိကိုဝေရတာမှသင်္ခါရသင်္ခါရပြည့်ပြည့်လို့ပေါ်လာတဲ့တရားတွေဝေရတာမှကုန်နေတယ်ပြည့်ပြည့်လို့ပေါ်လာတဲ့တရားဘာဆိုကြကုန်ပါကုန်တာလေပြည့်ပြည့်လို့ပေါ်လာတယ်မောင်နေပြီးတော့ဘာဖြစ်ကုန်ပါဒါဖြင့်ပေါ်လိုက်ကုန်လိုက် ပေါ်လိုက်ပြောက်လိုက်ဒါဘောမင်းတို့ကန္နာရှိတယ်ဆိုတာဖြင့်ဒါမင်းတို့တစ်ထစ်ချက်မှတ်သမှာမှန်ပါသဘောကျပြပြန်လိုက်ရပေါ်လာတယ်ခရဘယ်လမ်းဆုံးပါလဲကိုယ်ချင်းပြောက်ချင်းမှလမ်းဆုံးမှန်ပါဘယ်မှာလမ်းဆုံးပါကိုယ်ချင်းဝဒေကန္နာဆင်းရဲဖြင့်သင်္ခါရပြပြနိုင်မှဖြစ်ပေါ်ကြတဲ့သင်္ခါရတရားတွေဒါကပြပြလို့ပေါ်လာတဲ့သင်္ခါရတရားနော်မှန်ပါ ဝေရမှာဒုံင်းဆုံးင်းပြည့်ပြုံးခြင်းမဲ့ဆုံးရှိကုန်ပြုပြင်တို့ခေါ်လာရဲ့ဗျာဘယ်များသူဗလန်းဆုံးမှာပါလိမ့်မလို့လို့မေးကြရင်ဘယ်နဲ့ဖြေကြပါဘုံင်းပြောက်ခြင်းဆုံးခြင်းမှာတပါသူစကားကဘယ်မှသွားကြမရှိဘူးမှန်ပါဒါဖြင့်ခန္ဓာ၅ပါးမှာဓမ္မရဲ့ပူဇော်ခြင်းရလို့ချင်းဖြစ်ပေါ်တဲ့တရားရဲ့ကုံတတ်တဲ့တရားကိုခင်ဗျားတို့ကြည့်ရတယ်မှန်ပါဖြစ်ပေါ်တဲ့တရားကုံတတ်တဲ့တရား ဖြစ်ပေါ်တာလည်းတွေ့မှာကုံနာတွေ့မှာမှန်ပါဖြစ်ပေါ်တာမတွေ့ဘဲနဲ့လေကုံနာတွေ့မှာကုံနာမတွေ့နိုင်ဘူးဆိုတာခွင်းတို့ဓမ္မတွေအရှင်းကြီးရှင်းမလားရှင်းပါဒါဖြင့်ပြုလို့ကဏ္ဍမှာပြုပြင်ထားတာပဲရှိတယ်ပြုပြင်လို့ပေါ်လာတဲ့တရားကတော့ကုံနာလမ်းဆုံးမှာပဲတဲ့မှန်ပါဘုံရင်းဆုံးရင်းပြည့်ပြည့်ချင်းကိုမောင်းနိုင်ပဲနဲ့တော့လမ်းဆုံးသဘောပါကြပါ